မဲမင်္ဂလာပါအဲဒီကလေးမှာကျွန်တော်များဝေပေးချင်တာကတော့ကျွန်တော်တို့ဗီဒီယို editing တီးဖြတ်တဲ့နေရာမှာအခြေခံသဘောတရားအနေနဲ့ဒီအချက်လေးကကျွန်တော်တို့လုံးဝသိထားဖို့လိုအပ်ပါတယ်အဲဥပမာကျွန်တော်တို့တွေကအပြင်သွားတဲ့ခါတွေပေါ့နော်အဲ block ဓာတ်ပုံလေးရိုက်တာရှိတယ် block video လေးရိုက်တာရှိတယ်ပေါ့နော်အဲဒီကြားထဲမှာအဲကိုမပြစေချင်တဲ့အရာဝတ္ထုပါလာတယ်ပေါ့နော်အ public နေနဲ့ချပြလို့မရဘူးမူပန်မူပန်ခွင့်မရှိဘူးပေါ့နော် အဲဥပမာကျွန်တော်တို့ကအခုလိုမျိုးဒါကျွန်တော်တို့အဲကိုရိုက်တဲ့ဘလော့နောက်မှာဒီလိုမျိုးပေါ့နော်ဒီအကူကပါလာတယ်ပေါ့နော်အဲဒီအကူရဲ့မျက်နှာက public အနေနဲ့ဒါကျွန်တော်တို့ကယူသုံးဝင်းမရှိဘူးအဲချပြခွင့်မရှိတဲ့ပြအခုလိုမျိုးပေါ့နော် sport အနေနဲ့အုပ်ပြီးတော့ဒါ edit တဲ့နီလန်းလေးကို sharing လုပ်ပေးမယ်ဒါကတော့ video ချမ်းမှာပါလာလာဖြစ်တဲ့တော့အရှင်ပေါ့နော်ကိုသွားတဲ့နေရာကိုသူကလည်းရှောက်လိုက်နေတယ်ပေါ့ဒီလိုမျိုးပါနေတယ်ပေါ့နော်အဲပါနေပေမဲ့လည်းဒါပေမဲ့ကျွန်တော်တို့ကအရှင်အုပ်လို့ရတယ်သူရဲ့ရွေ့လျားမှုကိုလိုက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ကသူ့ရဲ့မျက်နှာကို auto အုပ်လို့ရတယ်ပေါ့နော် โอเคအုတ်တဲ့နီလန်းလေးကိုကျွန်တော် share link လုပ်ပေးမယ်အဒီနီလန်းကတော့ဒါကျွန်တော်တို့ video edit ကတော့အကက်ကက်နဲ့လည်းရတယ် inshot နဲ့လည်းကြိုက်တဲ့ app နဲ့လုပ်လို့ရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ဒီနေ့နီလန်းနဲ့ချက်လုံးကျွန်တော်မျှဝေပေးမယ်အများသုံးတတ်တဲ့ inshot ရယ်ကက်ကက်ရယ်နှစ်ခုဗောနော်โอเคဒီနီလန်းလေးနှစ်ချက်ကိုဒါကျွန်တော် share link လုပ်ပေးပါမယ်โอเคဒါဆိုရင် number 1 inshot မှာကျွန်တော်အရင်ပြပေးမယ် inshot ကိုဝင်မယ် inshot ကိုနှိပ်လိုက်မယ်အဗီဒီယိုလေးကိုတစ်ချက်နှိပ်မယ် new project အပေါင်းလေးကိုတစ်ချက်နှိပ်မယ်ဒီနာဘဲဗီဒီယိုလေးပေါ့နော်အဗီဒီယိုတစ်ပုတ်ရွေးချက်လိုက်အမှန်ချက်လိုက်โอเคဒါဆိုရင်အဗီဒီယိုရသွားပြီပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုမှာဒီကိုကအာဂျားမှာပါနေတယ်ဗောနော်ဒါပေမဲ့သူရဲ့မျက်နှာကကျွန်တော်က public နေနဲ့ယူသုံးလို့မရဘူးအဲ support အုပ်သွားရမယ်ဗောနော်အုပ်တဲ့နေရာမှာက support ရေမဟုတ်ဘူးเนาะအဲကျွန်တော်တို့စာသားလေးတွေနဲ့လည်းအုပ်လို့ရတယ်အယုတ်ကလေးတွေဗောနော်ကိုကြိုက်နှစ်တက်တာနဲ့ကိုအုပ်လို့ရတယ်ဗောနော်အာဒါကျွန်တော် support နဲ့ပဲကျွန်တော်အုပ်ပြမယ်เนาะအုပ်ဖို့အတွက်ကျွန်တော်ရင်ဆိုဒီဘားလေးကိုဆွဲလိုက်အဲတချို့ကျတော့ဒီ sticker လေးကဒီဘက်ဘေးလေးရောက်နေဗောနော်အဓိကတော့ဒီ sticker ပုံလေးလိုက်ချလိုက်ဗောနော် sticker မှမဟုတ်ဘူးเนาะကျွန်တော်ရင်ဘက်ပုံလေးအုပ်လို့ရကိုယ့်ရဲ့ logo လေးနဲ့လည်းအုပ်လို့ရတယ် အဲကိုကြိုက်တယ်နော်ကိုအုပ်လိုက်ရတယ်ပေါ့နော်ကျွန်တော်ကတော့အရှိမပြခဲ့ပြီဘလားလေးနဲ့အုပ်ပြမယ်ပေါ့နော်အဲဒါဆိုရင်စတေကာတွေကိုဒီစတေကာပေါ့နော်ဒီကာတွန်းရုပ်ပုံလေးတွေကိုတစ်ချက်ဝင်လိုက်အဲဝင်လိုက်ပြီးဒီဘက်ကအပေါင်းပလက်မှာကျွန်တော်တို့ကြိုက်တယ်နဲ့အုပ်လိုက်ရနော်စာရေးပြီးတော့လည်းအုပ်လိုက်ရတယ်ကြိုက်တယ်လို့မလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါပေမဲ့အရှိမပြခဲ့တဲ့ဗလားလေးနဲ့ပဲကျွန်တော်ပြပေးမယ်ဗလားလေးနဲ့ပြဖို့အတွက်တင်းနဲ့တော့ကျွန်တော်များတဲ့ချက်ချင်းမှာဒီတဲဆိုတာရှိတယ်နော်အဲကျွန်တော်များထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိမ့်လိုက်အနှိမ့်လိုက်ရင်သူကဒီလိုမျိုးလေးကြာလာတာဆိုရင်ဒီမှာ၄ခု၁၂၃၄၅ဒီဘက်က၅ဒီဘက်၆ခုမြောက်ကတော့တာ သူကဇွန်းပြတာပေါ့နော်အချီးချဲ့ပြတာပေါ့နော်ဇွန်းကြောင်းလည်းကျွန်တော်နောက်ထပ်ချက်နဲ့နောက်ဗီဒီယိုတစ်ပုဒ်နဲ့ sharing လုပ်ပေးမယ်အဒီနေ့တော့အုတ်တဲ့နီလန်းလေးပေါ့နော်အုတ်ဖို့ဆိုရင်ကျွန်တော်ရဲ့မစကကိုကြိုက်တာကိုယူအဲကျွန်တော်ကတော့တင်းနဲ့တော့နံပါတ်၄နေရာကိုကျွန်တော်တစ်ချက်နေရမယ်ကျွန်တော်များထောက်တဲ့နေရာလေးပေါ့နော်โอเคဒါဆိုရင်၄နေရာနှိမ့်လိုက်မယ်အနှိမ့်လိုက်ပြီးတော့ဒီပေါ်ကဟာဒါ၄တောက်လေးဖြစ်နေတယ်နော်ဟာဒါတိတ်ပြီးတော့မမြင်ရတဲ့၄တောက်လေးဖြစ်နေတယ်โอเคနံပါတ်၄ဒီနေရာနှိမ့်ပြီးတော့ဒါဆိုရင်ကျွန်တော်ရဲ့၄တောက်ယူမှာလားအဝိုင်းယူမှာလားအသေးပုံယူမှာလားဒီမှာသူပြပြထားတဲ့ပုံလေးတွေရှိတယ်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ကအဝိုင်းလေးယူပါကြာဒီဘက်အပေါ်ကအဝိုင်းလေးကိုကျွန်တော်ထပ်နှိပ်လိုက်မယ်အဲဒါဆိုရင်ဒီအဝိုင်းလေးကိုနှိပ်လိုက်တော့ဒီမှာအဝိုင်းလေးဖြစ်သွားပြီဗောနအဲဒါဆိုရင်ကျွန်တော်မျက်နှာလေးကိုတစ်ချက်သွားအုပ်ကြည့်မယ်အဲသူရဲ့မျက်နှာလေးအုပ်ရင်နည်းနည်းလေးပေါ်နေသေးတယ်ဗောနအဲပေါ်နေသေးတယ်ဆိုရင်ကျွန်တော်မျက်စောကလုံးဝတင်းအောင်အုပ်လို့ရတယ်အဲတင်းမို့တော့ကျွန်တော်မျက်နှာလေးတစ်ချက်ဒါလေးကိုနည်းနည်းလေးအဆုံးလေးဆွဲလိုက်ဗောနအဲအဆုံးလေးဆွဲလိုက်ရင်သူမျက်နှာကလုံးဝပျောက်သွားတယ်ဗောနโอเคဒါနီဒီထားထားဆိုအဝိုင်းလေးလည်းဖြစ်သွားပြီဒါဆိုရင်နည်းနည်းလေးကျယ်တယ်ဒီမှာသူကသူရဲ့ question mark လေးတဲ့သူ အလုံးဝပြတ်မှတ်လေးလေးပြပေးတာနော်မျက်နှာဖိုးတက်တဲ့ဟိုအဲသူတို့မျိုးပြပေးတာဒီတိုင်းထားပါတော့။ Okay ဒါဆိုရင်ကျွန်တော်မျိုးချက်ကနည်းနည်းလေးကြည်လိုက် Okay ရသွားပြီ။ဒါဆိုရင်သူ့ရဲ့မျက်နှာအုပ်သွားပြီ။အဲကျွန်တော်ဒီနံပါတ်၄မှာထားတယ်။အဲပြီးတော့ဒီထက်အဝိုင်းလေးကိုယူတယ်။ပြီးရင်လက်ကလေးနဲ့ချိန်တာလေးကိုလည်းကျွန်တော်အမြင်ကျေကိုအလုံးဝအဆုံးထိတင်ထားတယ်ပေါ့နော်။ Okay ရပြီရပြီဆိုရင်ဒါကျွန်တော်အမှန်ချစ်ပေးလိုက်မယ်။အမှန်ချက်ပြလိုက်ပြီးတော့ဗီဒီယိုအဆုံးထိကိုသူ့လိုက်အုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီကျွန်တော်မြားလေးတစ်ချက်ကြည့်နော်ဒီလိုမျိုးသွားနေတဲ့အချုံလေးရှိအဲ့ဒါလေးတစ်ချက်နှိပ် အနှိပ်ပြီးတော့ဗီဒီယိုအန်ပေါ့နော်အပေါ်အပေါ်အန်လေးနှိပ်လိုက်ဒါဆိုရင်လက်နဲ့ဆွဲကြမလို့ဘူးဗီဒီယိုအဆုံးထိသူပါသွားပြီပေါ့နော်အဆုံးထိရောက်သွားပြီโอเคဒါဆိုရင်ကျွန်တော်ရေးမရှိကအဒီတိုင်းလည်းတော့မပြီးသေးဘူးပေါ့နော်ဒီတိုင်းလုံးမဲ့ဆိုရင်အဲ့ဒီဝိုင်းအဲ့လိုကုလိုမျိုးကြံနေဦးမှာပေါ့နော်โอเคဒါကိုကျွန်တော်တို့ကအဲ तू ကအရှင်ဖြစ်နေတယ်ဗီဒီယိုထဲမှာပါနေတာအရှင်ဖြစ်နေတယ်ရှောက်သွားနေတာဖြစ်နေတာကျွန်တော်တို့ကရှောက်သွားနေ live အုပ်ရမယ်ပေါ့နော်အဲဒါဆိုရင်ဒီတိုင်းက live မအုပ်သေးဘူးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့က live အုပ်ဖို့အတွက်အခုထည့်လိုက်တဲ့အရာလေးကိုပေါ့နော်တစ်ချက်နှိပ်လိုက်โอเคနှိပ်ပြီးဆိုရင်ဒီဘားလေးကိုတစ်ချက်ဆွဲလိုက် အနှိပ်ပြီးတော့ဒီဘားလေးကိုဆွဲဆွဲပြီးတော့ဒီမှာတက်ကင်းင်းဆိုပြက်မှတ်ပုံလေးရှိတာပေါ့နော်အတက်ကင်းင်းဆိုဒီပြက်မှတ်ပုံလေးကိုကျွန်တော်ရဲ့မိတ်ဆွေကအချက်အနှိပ်လိုက်အနှိပ်လိုက်ရင်ဒီလိုမျိုးပေါ်လာမယ်ဒီမှာလည်းရွယ်ထားတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီမှာထားမယ်နော်ချွေချာအုပ်စုလိုက်ပဲရောက်နေတဲ့တယ်အဒီဘက်မှာမထားနဲ့ဒီဘက်မှာထားပြီးတော့ဒီအောက်ကပေါ့နော်စတက်တက်ကင်းင်းပေါ့နော်အဲဒင်တာလေးဒီအောက်ကအစိမ်းအောင်လေးကိုတစ်ချက်နှိပ်လိုက်အဲနှိပ်လိုက်ရင်သူကဒီမှာလှုပ်တင်တစ်ချက်လှုပ်မယ်ဒါလေးကိုပြီးအောင်တစ်ချက်ဆောက်ပေါ့နော် အဒီနေရာမှာဗီဒီယိုရှေ့ရင်တော့အရှေ့တလောက်ကြာတယ်ဗီဒီယိုတွင်နဲ့ဗီဒီယိုပေါ်မှာမူတည်ပြီးတော့ဒီနေရာမှာတော့နည်းနည်းကြာတယ်ပေါ့နော်โอเคဒါလေးကိုတစ်ချက်ဆောက်ဝေးလိုက်အဲတရားပြည့်သွားပြီပေါ့နော်โอเคဒီမျိုးတရားပြည့်သွားပြီဆိုရပြီရပြီဆိုရင်ဒီဘက်ချက်ချီကလေးကိုနှိမ့်လိုက်အဲနှိမ့်လိုက်တယ်ဆိုရင်ဒါကျွန်တော် MC ကဖွင့်ကြည့်လိုက်အဲဖွင့်ကြည့်လိုက်ရင်အခုလိုမျိုးပေါ့နော်အဲဒီမှာဒါမျိုးသူလျှောက်သွားတဲ့နောက်ကိုအဲဒီကျွန်တော်အုပ်ထားတဲ့အရာလေးကဒါလိုက်ပါသွားပြီပေါ့နော်โอเคဒီမှာဒီလိုမျိုးလေးโอเคဒါဆိုရင်လိုက်ပါသွားပြီပါသွားပြီပေါ့အဲဒီတိုင်းလေးဆိုရင်ဒါလုံးဝဒါကျွန်တော်တို့ ဗီဒီယိုအက်ဒစ်တဲ့နေရာမှာကျွန်တော်တို့မူပိုင်ခွင့်မရလဲပေါ့နော်ဒီနီးတန်းလေးအုပ်ပြီးတော့ဒါဗီဒီယိုအက်ဒစ်လို့ရပါတယ်ဒါကတော့ in short မှာပေါ့နော် okay ဒါဆိုရင်နောက်တစ်ချက်ကက်ကက်မှာကျွန်တော်တစ်ချက်တစ်ချက်တက်ပြပေးမယ်ကက်ကက်မှာကြတော့လေအဲဗီဒီယိုနဲ့မပြပေးပေးမယ်နော်နောက်ထပ်အဲတမျိုးလေးနဲ့ကျွန်တော်ပြပေးမယ်ဒါဆိုရင်ကျွန်တော်ရဲ့မရှိကကက်ကက်မှာချက်ထက်ကြည့်မယ်နော်အဲကက်ကက်ထဲကိုဝင်မယ် new project ကိုဖွင့်အဲဗီဒီယိုကိုတစ်ခုထည့်လိုက်အဲဒါဆိုရင်ဗီဒီယိုတစ်ခုရောက်သွားပြီပေါ့နော်ဒါဆိုရင်ဒီကိုယ့်ရဲ့မျက်နှာကိုဒါကျွန်တော်အုပ်မယ်ပေါ့နော် ဥပမာတော့အရှိမကတော့ကျွန်တော် sport လေးနဲ့အုပ်ခဲ့တယ်ဒီခါတော့ကျွန်တော် sport နဲ့ဥပမာမျက်မှန်လေးနေနဲ့ကျွန်တော်ထည့်ပြီးတော့ပြပေးမယ်အဲတချို့မျက်မျက်မှန်လေးတက်ထားပါဘောနော်မျက်မှန်ကအပြင်မှာလှုပ်ထားလဲရတယ်အဲကက်ကက်မှာပါတယ်မျက်မှန်လေးလည်းရတယ်ဘောနော်โอเคဒါဆိုရင်ဗီဒီယိုထည့်ပြီးသွားပြီဆိုရင်ဒီအောက်က timeline ရှိတယ်နော်အဲဒီအောက်က timeline ကိုဆွဲလိုက်သူ့ကိုလည်း sticker လေးကိုပဲလိုက်ရှာလိုက်ဘောနော်အမှ sticker ရှိတယ် sticker လေးကိုတစ်ချက်နှိပ်အဲ့နှိပ်ပြီးတော့အဲဒီမှာဒီမျက်မှန်လေးဒါလေးတွေကဒီဘာလေးကိုဆွဲပြီးတော့ဗောနော်အဲကိုလိုက်ရှာလိုက်ဗောနော်အဲကိုအဲ့ဒီလောက်ထားတဲ့မျက်မှန်ရှိတဲ့ဆိုရယ် အဲ့အဲ့ဒီလိုထားတဲ့မျက်မှန်လေးရတယ်ဗောနော်ဒီအယုတ်လေးလေးရတယ်ကြိုက်တာကြိုက်တာထည့်လို့ရတယ်ဗောနော်ကျွန်တော်ကမျက်မှန်လေးထည့်ပြမယ်အဲ့ဒါဆိုရင်ကျွန်တော်မျက်မှန်လေးကိုယူလိုက်မယ်အမှန်ချစ်လိုက်မယ်အဲ့ဒါဆိုရင်မျက်မှန်လေးရောက်သွားပြီဗောနော်နည်းနည်းလေးဆွဲလိုက်မယ်โอเคဒါဆိုရင်ဒီမျက်မှန်လေးကိုဒါကျွန်တော်ကဘဒုမတက်ပြီးมาလေဗောနော်အဲတကူတက်ပြီးခြင်းနဲ့တကူအုပ်ခြင်းနဲ့လို့ဗောနော်သူ့ဆိုတော့သူ့ဗောနော်โอเคဒါဆိုမျက်မှန်ရကြီးနေတယ်ကြီးနေတာပြတော့နည်းနည်းကျင်းလို့ရတယ်ဒါလေးကိုယူပြီးတော့ကျွန်တော်ရဲ့ကျင်းလို့လည်းရတယ်လိုက်ဆောင်းလို့လည်းရလိုက်ရွှေ့လို့လည်းရတယ်ဗောနော်โอเคကျွန်တော်ကနမူနာတစ်ချက်ဒါလေးကိုထည့်ပြမယ် အဲဒီတိုင်းလေးပေါ့နော်အဲဒါဆိုရင်သူရဲ့မျက်နှာလေးကိုကျွန်တော်ထည့်ပြီးသွားပြီအဲထည့်ပြီးရင်ဗီဒီယိုဖွင့်ကြည့်လိုက်မျက်မှန်ကဒီတိုင်းကြံနေဦးမှာပဲပေါ့နော်ဒါကိုကျွန်တော်ရင်းချက်ကအရှိမအင်းရှော့မှာပြတ်ခဲ့တယ်လို့ပဲအဲသူရဲ့မျက်မှန်အဲသူရဲ့မျက်နှာလောက်ကိုပေါ့နော်ကျွန်တော်ရဲ့မျက်မှန်ကလိုက်ခိုင်းခြင်းနေပေါ့နော်လိုက်ခိုင်းခြင်းလေဆိုဒီလိုမျိုးဗီဒီယိုတိုးနေလို့မရအောင်နော်အဲဗီဒီယိုဒီအောက်ကမျက်မှန်ကနည်းနည်းတိုးနေတော့မျက်နှာကြံနေတယ်နော်ဒါဆိုရင်ကျွန်တော်ရင်းချက်ကအဲ့ဒီမျက်မှန်ကိုပြန်ထည့်ပြီးတော့ဗီဒီယိုနဲ့ညီအောင်အဆုံးထိဆွဲတာနော်အဲအဆုံးထိဆွဲမဆွဲရင်ကြံရင်ခက်တတ်တယ်နော် โอเคဒီလိုမျိုးကြံနေလို့မရအောင်เนาะဒီလိုမျိုးကြံနေတော့ဒါဘီတူကြံမှာပဲအဆုံးထိကိုထိတ်တိုက်ဆွဲအဲသူ့နဲ့သူ့နဲ့ကိုညီအောင်ထားပါတော့အဲမညီဘူးဆိုရင်ဒီမျက်မှန်ကတဝက်နဲ့ကြံရေးခဲ့တယ်เนาะအဲโอเคဒါဆိုရင်ကျွန်တော်ကညီသွားပြီပေါ့เนาะအဲညီသွားပြီဆိုရင်အဲသူ့ကိုလည်းအရှင်လိုက်ဖို့အတွက်ဒါကျွန်တော်တို့လိုက်အုပ်ရမယ်ပေါ့เนาะအုပ်ဖို့အတွက်အခုထိတ်ထားတဲ့မျက်မှန်တန်းလန်းအဝါလေးကိုတစ်ချက်ထိမယ်အဲ့ဒီပြီးတော့ဒီအောက်ဘားလေးကိုဆွဲမယ်ဆွဲပြီးတော့ဒီဘက်အစွန်ဆုံးမှာတက်ကနင်းဆိုတာရှိတယ်အဲအရှိမပြက်ကလေးပဲပြတ်မှတ်ပုံလေးနဲ့ပေါ့နော်အဲ့ဒါဆိုရင်အဲ့ဒီအရာလေးကိုတစ်ချက်နှိပ် အနှိပ်ပြီးတော့ကျွန်တော်ရဲ့မိစ္ဆာကမျက်မှန်ကိုသွားထားလိုက်ဒီအဝါဆက်လေးကမျက်မှန်ကိုသွားထားလိုက်အထားတဲ့နေရာမှာလဲဒီမှာသူ့ရဲ့အအမှတ်လေးပြပေးထားတယ်နော်အမျက်ကလေးအလဲကောင်တက်တက်မှထားမယ်โอเคမျက်မှန်တစ်ခုလုံးဒီမျိုးဝင်သွားပြီပေါ့နော်အဝင်သွားပြီဆိုရင်အောက်ကမှာ step technique ပေါ့နော်အောက်ကဟာလေးကိုတစ်ချက်နှိပ်လိုက်အနှိပ်လိုက်တယ်ဆိုရင်ကျွန်တော်ရဲ့မိစ္ဆာခဏဆောက်လိုက်ဒေအာလေးက100ပြည့်သွားအောင်ပေါ့နော်အဲသူဒီနေရာမှာ edit လုပ်ပေးနေတယ် အဲတရားပြအောင်ဆောက်ပေးလိုက်ဗီဒီယိုရှင်တော့နည်းနည်းကြာတာပေါ့နော်ဗီဒီယိုအရှိတော်ဝင်မူတည်ပြီးတော့အဲသူကဒီနေရာမှာသွားတယ်โอเคဒါဆိုရင်ရပြီပေါ့နော်ရပြီဆိုရင်ဗီဒီယိုလေးကိုဖွင့်ကြည့်လိုက်โอเคဒါဆိုရင်အဲဒီလိုမျိုးလေးပေါ့နော်အဲဒါဆိုရင်သူ့ရဲ့နောက်ကိုလည်းဒါမျက်မှန်လေးကလိုက်သွားပြီပေါ့နော်အဲဒီတိုင်းလေးထည့်လို့ရတယ်ဒါကမျက်မှန်ရေမှာမဟုတ်ဘူးနော်ကျွန်တော်ရဲ့မိတ်ဆွေကကိုကြိုက်တာကိုကိုထည့်လို့ရတယ် အဲဒီတိုင်းလေးတွေထည့်လို့ရပါတယ်ဘောနော်โอเคဒါဆိုရင်နောက်ထပ်နီလန်တစ်ချက်ထပ်ပြမယ်နောက်ကက်ကက်နဲ့ပဲကျွန်တော်ပြပေးလိုက်မယ်နော် inshot မလေးရတယ်ကက်ကက်မလေးရတယ်အထုတူပဲဘောနော်ဒါဆိုရင်ကက်ကက်တဲ့ကိုဝင် new project တစ်ခုကိုနှိပ်အဲဒီမှာကျွန်တော်ရိုက်ထားတဲ့ video တစ်ပုဒ်ရှိတယ်ဒီ video လေးနဲ့ကျွန်တော်ပြပေးမယ်ဒီ video ထဲ timeline လေးကိုထည့်လိုက်အဲထည့်လိုက်ပြီးတော့ memory ချိုးတွေဘာတွေချိုးဘောနော်အဓိကကကျွန်တော်အုပ်ထားလေးကိုကျွန်တော်ပြပေးမယ်အထုတူပဲဘောနော်ဒီနေရာမှာအဲဒီမှာ stake ဆိုတာလေးလိုက်ရှာလိုက်ရှာပြီးတော့အဲဒီမှာ stake ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒီတိုင်းဒီလိုမျိုးလေးပေါ်လာမယ်အဲ့ဒီနေရာမှာကျွန်တော်ရဲ့ mission က spot out ချင်တာလား အကလူကုန်းနဲ့လည်းအုပ်လိုက်ရကြိုက်ထန်တဲ့အုပ်လို့ရတယ်ဗောနော်အဲကျွန်တော်ဒါလေးတစ်ခုနဲ့ကျွန်တော်ပြပေးလိုက်မယ်နော်အဒီဘောဘလားနေတာဒီဗောနော်အဲဒါလေးနဲ့ကျွန်တော်အုပ်ပြပေးမယ်အဲဒီတိုင်းလေးဗောနော်နည်းနည်းလေးဆွဲလိုက်မယ်သူလည်းရှည်သွားရအောင်ဗောနော်โอเคဒါဆိုရင်ကျွန်တော်ရဲ့မြေကစပြီးတော့အုပ်တော့မယ်ဆိုရင်ဗီဒီယိုတိုင်းလေးကိုတော့ညီအောင်ဆွဲထားနော်အဲဒီတိုင်းလေးကိုညီအောင်ဆွဲထားဆွဲထားပြီးတော့ကျွန်တော်ရဲ့မြေကအဲ့ဒီအဲကာဖေဘူးကိုကျွန်တော်အပြောက်အုပ်မယ်ဗောနော် โอเคဒါဆိုရင်ကာဖေဘူးကိုအုပ်လိုက်ပြီးအုပ်လိုက်ပြီးဆိုရင်အဲကျွန်တော်ရေးမဆိုငငယ်ဆိုလည်းငငယ်ပေါ့နော်ကျွန်တော်ရေးမဆိုကိုမပြပြပေးချင်တဲ့နေရာဒီလိုမျိုးလိုက်အုပ်လိုက်ရတယ်နော်ကျွန်တော်ကထင်သာမြင်သာဖြစ်အောင်ကြီးကြီးနဲ့ကျွန်တော်ပြပေးတာပေါ့နော်โอเคဒါဆိုရင်ဒီတိုင်းအုပ်မယ်အုပ်ပြီးတော့ထုတ်သူပဲဒီဘားလေးပေါ့နော်အဲသူ့ကိုထိတာအဲထိတာပြီးတော့အောက်ကတက်ကနင်းဆိုတာလေးကိုလာရှာပေါ့ဒီဘက်အထောက်လေးမှာရှိတယ်နော်အဲဒါလေးကိုတစ်ချက်နှိပ်အနှိပ်ပြီးရင်ကျွန်တော်ရေးမဆိုကဘူးစန်တာကိုတေချာတက်တက်မတ်မတ်ချိန်လိုက်အဲကြီးကျင်တဲ့အဝိုင်းကိုကြီးလိုက်ပေါ့နော်အဲကွက်တိလေးရောက်အောင်ချိန်လိုက် โอเคချိန်ပြီးသွားပြီဆိုရင်ဒီအောက်ကစတက်တက်ကနေပေါ့နော်ဟာဒါလေးကိုနှိပ်အနှိပ်ပြီးတော့သူ့ရတရားပြည့်အောင်ဆောက်လိုက်ပေါ့နော်လွယ်လွယ်လေးပေါ့နော်တချို့ကြတော့လေအဲဘယ်လိုမျိုးလဲဆိုတော့ဖတ်စကားပြောရချင်းလက်လေးဖြန့်လိုက်အရာတစ်ခုပြုတ်ကျလာရှိတော့လားအဲတိုင်မျိုးလေးတဲ့ဒီနီလန်းနဲ့ထည့်တာပဲပေါ့နော်အဝင်ထွက်လေးတွေတက်ကနေနဲ့ထည့်ထားတာပေါ့နော်โอเคဒါဆိုရင်ရပြီပေါ့နော်ရပြီဆိုရင်ကျွန်တော်ဖွင့်ပြမယ်အဲကျွန်တော်ရဲ့ကာဖေဘူးကိုတကယ်ပဲလိုက်အုပ်နေတာပေါ့။โอเคဒါမျိုးလေးတွေပေါ့နော်။အဲဒါဆိုရင်ကာဖေဘူးပျောက်နေတယ်။အဲဒီတန်းလေးအုပ်ပြီးတော့ထားလို့ရရပေါ့နော်။အဲနည်းနည်းတူနေသေးတယ်ကျွန်တော်ဆွဲတယ်ပေါ့နော်။အရှိလေးဖြစ်သွားရအောင်။ โอเคဒါဆိုရင်ဒီတိုင်းလေးအုပ်လို့ရတယ်ဒါကတော့ကျွန်တော်တို့ဗီဒီယိုဝက်ဖြစ်ဖြစ်ပေါ့နော်ဗီဒီယိုအက်ဒီတင်းစကေးမှာဒါကျွန်တော်ရေးမရှိကအခြေခံတဖို့တရားအနေနဲ့လုံးဝသိထားဖို့လိုအပ်ပါတယ်ဒီချက်လေးကပေါ့နော်ဟုတ်ကဲ့ပါအဲဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီလောက်ဆိုရင်ကျွန်တော်ရေးမရှိနောက်ကလိုက်လို့တက်လိုက်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်